အခန်းသုံးစေတနာဘလူးတောင်ပေါ်၌မီးလောင်တွေတော့အဆောက်အဦများရှိနေပါတယ်လူတွေအလောင်းများလည်းပြန့်ကျဲနေသစုံတယောက်ဒီဘလူးတောင်ပေါ်တို့တက်ပြီးတိုက်ခိုက်ချင်းမွန်းလိုက်ခြင်းဖြစ်ပုံရပါတယ်အားပေါင်းအာရဝန္တာဖြစ်သွားလေသူစီရိုက်မှုတွေနဲ့ဒလောက်တော်နမယ်ကြီးနေတဲ့ဘလူးတောင်ကိုခုလိုချင်းမွန်းပစ်လိုက်တာဝန္တာစရာပဲထိုးစင်အဝတ်စားလေတို့တံများထွက်ပေါ်လာကလူတစုပြေးလာလာနေကြတွေကိုတွေ့လိုက်ရပါတယ်ထွက်ပြေးလာကြတော့ဘလူးတောင်ဖွဲ့သားများဖြစ်ကြပါတယ်အားပေါင်းကတတိတာ သူ၏သတိပေးတာမဆုံးမီဘလူးတောင်မှလူများကပြေးဝင်တိုက်ခိုက်လိုက်ကြပါတယ်။အာဘုံနဲ့လူကြံတို့လည်းချက်ချင်းခုခံတိုက်ခိုက်ကြပါတယ်။အာဘုံမှာတိုင်တမာကောင်းတယောက်ဖြစ်ပါတယ်။ဒါရလက်ကိုဆွဲထုတ်ကာခုခံရင်ဆိုင်လက်လျင်စူးရှတော့အော်ဟစ်တံများထွက်ပေါ်လာကထိုလူစုမှာဖျိုးပြဲဖြစ်သွားကြပါတယ်။ဆဲ့ရမတိုက်ခိုက်ကြတော့ပဲထွက်ပြေးရှောင်းတိန်သွားကြပါတယ်။အာဘုံရေမောလိုက်ပါတယ်။ဘလူးတော်မှာခြေကုပ်ယူပြီးနှစ်ပေါင်းများစွာဆူရန်တောင်းကြနေတဲ့လူစိုးတို့များလေဒီတခါကတော့နှာခေါင်းနဲ့ကြီးပွေတွေ့ပြီး လူကြံလဲရဲမွှားလိုက်ပါတယ်။ဟုတ်တယ်။လူစိုးတို့များတော့ဆုံးမပေးရလိမ့်မယ်။သူတို့ပြောစုံနေကြစင်မပင်လူနှစ်ယောက်ပေးလာတယ်ကိုတွေ့လိုက်ရပါတယ်။လူကြံကြီးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ဖြစ်ကြလိမ့်။အာပေါင်းမျက်နှာပြတ်တော့ပါတယ်။ရွှေရင်ကလူစိုးမောင်နှံကဒီမှာရောက်နေတာ哦။လူကြံမျက်မှောင်ကုတ်သွားပြီ။သူတို့ကရှာကြောင်ဟာရွှေရင်ကလည်းနဲ့ပုံနဲ့တော်ကြတဲ့တိုင်းသမားတစ်ယောက်ပဲ။သူ့ရဲ့ပညာကိုလွယ်တုံးစားလုပ်ပြီးမကောင်းတဲ့ဘက်မှာအတုံးချလို့တိုင်းလောကတစ်ခုလုံးကလူစိုးကြီးတစ်ယောက်လို့ ဝိုင်းညင်သားကြတာပေါ့ထိုချိန်မှာပဲရွှေတင်းကရှာကြောင်နဲ့ဇနီးကြံကျုတို့အနီးတော့ရောက်ရှိလာကြပါတယ်ရှာကြောင်ဒီအာဖုံးကသိရလျင်ဝန္တာအားရဖြစ်သွားပါတယ်အာဖုံးပါလားကံကောင်းလိုက်တာဗျာတုတ်ကခမရတော့အမကဌာနကလူတွေဘလူးတောင်ဘက်ကိုလာမယ်လို့တတင်းကြလို့လူရဲ့ဖို့ဖုံးကိုစီလိုက်ပြောတာဖုံးကိုရဲ့ဖုံးကိုရဲ့ဘလူးတောင်ကိုလူငယ်တယောက်ကလာပြီးတိုက်ခိုက်နေတာနဲ့ရှောင်းထက်လာခဲ့တာခမရနဲ့မှတက်တက်ဝင်းသွုံးမိတာပဲအာဖုံးအန်ကျိလိုက်ပါတယ်ရှာကြောင် ကျုပ်ကိုတော့ကပေးလို့ရမှာမထင်နဲ့ရှာကြောင်ဟားတဲ့ရင်ဝင်လိုက်ပါလေဆောက်ကြည့်ပါဦးလီစကားဆုံးရင်ရွှေရင်ကလက်နဲ့ဘောလေးများဖြင့်ပြစ်ခတ်လိုက်ပါလေအားပေါင်းကဓာဝရံကခွဲလိုက်ရွှေရင်ကလက်နဲ့ဘောလေးများအဝေးသို့လွှင့်စင်သွားပါတော့တယ်ထို့အတူပြင်းထန်စွာထိမှလိုက်ခြင်းကြောင့်အားပေါင်း၏ဓာရီထပ်ပိုင်းကျိုးရပါလေဟင်အားပေါင်းရင်ထိုက်ကနောက်ဆုတ်လိုက်ရှီဦးလာတဲ့ပစ္စည်းပေးစမ်းရှာကြောင်စနီးကျိန်ကျူးကခေါ်ဝင်သွားပြီးအားပေါင်းကိုလူ့ရီရံ 調査လိုက်ပါတယ်။သူမရဲ့လက်သက်ရှိကြီးများဒီအာဘုံရဲ့အင်ဂျီအိတ်ကိုကုတ်ဆဲမိလိုက်၏။အာဘုံရဲ့အင်ဂျီပြောသွားပြီးအထုပ်ကလေးတစ်ထုပ်မြေပေါ်ကျသွားပါတယ်။အာဘုံမျက်နှာပြတ်သွားပါတယ်။အထုပ်ကလေးကိုကြပြားကြရပြေကောက်လိုက်ပါတယ်။ပေးစံကျန်းကျူကအသိဝင်လူပါတယ်။လူကျန်လက်ပတ်ကြည့်မနေနိုင်တော့ချေ။ခမရတို့မတရားမလုပ်နဲ့။အော်ပြောရင်ပြေးဝင်ဟန်တာလိုက်ပါတယ်။ရှကြောင်းတော့ဘွားတော်ကြီးတေးချင်းပြီးတင်နေ။အော်ငေါ့ရင်ရွှေရင်ကလည်းနဲ့ပေါ်လေးများဖြင့်ပြစ်ခတ်လိုက်ပါတယ်။ လေရိုတာများထွက်ပေါ်လာကရွှေရွှေရောင်လင်းသားလေးများအာဘုံနဲ့လူရန်ထံတို့လွေ့ပြန်လာပါတယ်။အာဘုံထိတ်လန့်သွားပါတယ်။သတိသာလူကြိုင်ရဲ့လက်ကိုဆွဲကနောက်တော့ခုံဆုပ်လိုက်။သို့တော့ရွှေရင်ကလက်နဲ့ပေါ်လေးများလွတ်အောင်ရှောင်းဖို့မလွယ်ပဲဖြစ်နေပါတယ်။လူကြံတို့ကံကောင်းသွားပါတယ်။ရက်လိုက်စမ်းဘုံကောက်တန်းတဲ့သူ လူနှစ်ယောက်ရောက်ရှိလာပြီးတိုက်ခတ်ကြပါတယ်။ဟင်းမင်းဘုံထိုလ်လူမှာမင်းဘုံနဲ့ဝါရီတို့ဖြစ်နေပြီ။ ဘလူးတော်ကတိုက်ခိုက်ချင်းမွန်းလိုက်သူကမင်းပုံးဖြစ်နေပါတယ်မင်းပုံးဒီလက်နက်ပုံးလေးများဖမ်းယူလိုက်ပြီးရှာချောင်းနဲ့ကြံကျူးတို့ကတိုက်ခိုက်လိုက်ပါတယ်ရှာချောင်းကကြံကျူးပါလွတ်စင်သွားကြ၏သူတို့ဒီစိုက်ရွေမတိုက်ခိုက်ကြတော့ပဲထွက်ပြေးသွားကြပါတယ်မင်းပုံးကအောင်းငေါက်ပြီးတဟုံတို့ပြေးလိုက်သွား၏အာဘုံနဲ့လူရန်တို့မှာဝိုင်းနဲ့မင်းပုံးတို့ဟာကျေးဇူးတင်စကားမပြောနိုင်အားချေညာရန်ပေးတာနဲ့သူဘလူးတော်မှညာရန်ပေးတာနဲ့သူဘလူးတော်မှပိုင်းနမများကရောက်ရှိလာခြင်းကြောင့်ဖြစ်ပါတယ် ဝိုင်းကတတိတာပေါ်ပြောရင်ရှေ့မှာဦးဆောင်ကရင်ဆိုင်လိုက်အာဘုံနဲ့လူကြံတို့ကလည်းအတီးတီးရင်ဆိုင်လိုက်ကြပါလေလူကြံမှာတိုင်းမညာအားနေတော့လဲဘလူးတောင်ဤငေရာတိုင်းနမများကိုကောင်းဆောင်ရင်ဆိုင်နိုင်ခဲ့ဤမိတို့စိုးစေးအန်တဲနဲ့ရင်ဆိုင်ရတော့အခါတယောက်ကိုတယောက်မကြည့်နိုင်အားတော့ပဲရန်သူကိုရင်ဆိုင်ရင်လူချင်း꿰ရကြပါရဲ့၁၀ရက်၁၀ရက်ဟူတော့အချိန်ကြီးပြင်းပြစွာအကုန်ဆုံးသွားတဲ့ထင်ရပါတယ်လူကြံဒီဘလူးတောင်တိုက်ပွဲတွင်အာဘုံနဲ့လူချင်း꿰ရပြီးနော် ရှေ့ဆက်ထွက်လာခဲ့ရာမြို့ကလေးတမျိုးတို့ရောက်ရှိလာပါတယ်။ဇဲရဲ့လုံလုံကောင်းစွာအနားမြခဲ့တဲ့အပြင်အစားတော့ကလည်းဖြစ်လို့စားခဲ့ရခြင်းကြောင့်အေးအေးဆေးဆေးအနားယူကကောင်းကောင်းစားလို့စိတ်များဖြစ်ပေါ်နေပါတယ်။ထို့ကြောင့်တဲဝခန်းနဲ့စားတော့ဆိုင်တွဲဖက်ဖွဲ့ထားတဲ့ဆိုင်နေဆိုင်တို့ရောက်လာတော့အခါခတ်တွတ်တွတ်လှမ်းဝင်လိုက်ပါတယ်။စပွဲလုံးဆွဲယူကကဲဟင်းတို့မျိုးနဲ့ထမင်းယူလာခဲ့ပါမြင်မြန်။អော်ပြောလိုက်ပါတယ်။လာပြီလာပြီ။ဆိုင်လူလင်များသည်ထမင်းဟင်းတို့မျိုးနဲ့ရင်းနှွေးချောင်းကိုယူကအပြည့်ရောက်လာကြပါတယ်။ လူကြံပြုံးလိုက်ပါတယ်ကျေးဇူးပဲကျေးဇူးပဲအားရပါရစားတော့လိုက်ပါတယ်သူကဘလို့ဘလောင်စားတော့နေစဉ်နှောက်ကြောပဲမှာရေတန်တန်ထွက်ပေါ်လာပါတယ်လူကြံနောက်လက်ကြည့်လိုက်မိပါတယ်ထိုကမလှမကား၌စပွဲလုံး၌ထိုင်ကစားတော့နေတော့စားတော့နေသူနှစ်ယောက်ကိုတွေ့ရရပါတယ်ထိုလူနှစ်ယောက်ကဝိုင်းနဲ့မင်းမို့တို့ဖြစ်နေပါတယ်လူကြံအံ့ဩသွားပါတယ်ဝိုင်းဒီလူကြံအားရပါရစားတော့နေသူကိုမြင်နေဖြစ်ရေမောလိုက်ခြင်းဖြစ်ပါတယ်ခမရတို့ဝိုင်းက လူကျန်မင်းလည်းဒီမျိုးကိုရောက်လာတာပဲဟုတ်လားပန်းနေကန်းကြောင်လာပြီးလိလာတာလားမင်းဘုန်းကကြားပြတ်ပြောလိုက်တယ်တိုင်းပညာလည်းမရှိတိုင်းလောကအကြောင်းလဲဘာမှနားမလဲပဲနေရာတကာဝင်ရှုပ်ချင်တယ်အသက်တချောင်းမြတ်အပူရှိနေလို့လားမသိဘူးလူကျန်ဘာမှလူကျန်ဘာပြောရမှာမသိဖြစ်သွားပါတယ်မင်းဘုန်းနဲ့ဝါရီတို့ကစားတော့ပြည်စည်းသားကြပြီးဖြစ်အားထာယာမထာကအပေါ်ဒတဲဟိုခန်းတို့တက်သွားကြပါတယ်လူကျန်စိတ်မကောင်းဖြစ်သွားပါတယ်ငါကတော့သူတို့ကိုမိတ်ဆွေလိုတော့ပေါ်ထားတယ် ။သူကြတော့ငါ့ကိုမုန်းတိနေပါလား။ဝါရီကမဆိုးပါဘူး။မင်းဖုံးကဘာကြောက်လဲ။စားရွက်စားတော့လိုက်တော့လေ။စားရွက်မကောင်းတော့ချေ။သူစိတ်မကောင်းဖြစ်သားတွေမဟုတ်ပါလား။စားတော့ပြီးစီသားတော့အခါဆိုင်းလူတွေတယောက်ကိုခေါ်ကကြက်တဲ့ငွေပေးချေလိုက်ပါတယ်။တဲကိုရံခန္ဓာကလည်းခိုင်းရမ်းလိုက်ပါတယ်။ထို့နောက်အချမ်းရှိတွေတွေဖြစ်တဲအိုကံပြင်ပတ်တို့ထွက်လာခဲ့ပါတယ်။မင်းဖုံးဒီသူ့ကိုထင်နေနေတယ်။အီဒီကိုသူစိတ်မကောင်းဖြစ်နေပါတယ်။လမ်းပေါ်တော့ရောက်ပြီးမကြမီလူမာဖောက်ဟိုတယောက်နဲ့မင်းကလေးတယောက်မှာတဲဝန်ခါရွေးမရပဲ အခက်ကြုံနေကြသည်နှင့်ဆော်လာမိပါသည်။ဤတွင်လူကြံကသူ၏ဗီဇာအတိုင်းဖွားဟုသူအားကုညီရန်ဆုံးဖြတ်လိုက်ပါသည်။နေဝန်ညီများအနောက်ဘက်တွင်ငှောက်ရှူပြောက်ွယ်သွားတော်မူဖြစ်ပါသည်။လူကြံကတဲဝန်လူကြံကတဲဝန်ခန်းသို့ပြန်လာခဲ့ပါသည်။တဲဝခိုင်းဝဲပန်း၌ပန်းဥယင်တစ်ခုရှိနေပါတယ်။လူကြံဒီပန်းဥယင်ကိုမြင်ရင်သဘောကျသွားပါတယ်။ပန်းဥယင်ထဲတို့ခတ်ရတဲ့လှမ်းဝင်လိုက်ပါတယ်။သူကပိုင်းုံနီးတို့ကြောက်သွားတော့အခါလူညောက်စကားပြောနေကြတယ်ကိုတွေ့လိုက်ရပါတယ်။ထိုလူညောက်က ဝိုင်းနဲ့မင်းဘောက်တို့ဖြစ်ပါတယ်သူဒီပန်းရုံကွယ်၌ရှိနေတဲ့ဖြစ်ဝိုင်းနဲ့မင်းဘောက်တို့ကမမြင်ကြပါဝိုင်းဤစကားတံကိုကြားလိုက်ရပါတယ်ဒီမျိုးမှာပန်းနေခိုင်းကကြီးစိုးနေတာတိုင်းလောကသားတွေရောက်လာရင်သူတို့ကိုသွားပြီးကာရဝပြုရတယ်ဒါစီကံပဲမလိုက်နိုင်ရင်သူတို့ကရန်သူလို့တတ်မှတ်ပြီးတိုက်ခိုက်လိမ့်ရှိတယ်ဗျမင်းဘောက်ရေမောလိုက်တယ်ပန်းနေခိုင်းเจ้าကိုတုတ်တိပါတယ်သူတို့ကိုဂရုမစိုက်ပါဘူးဗျ။ရှင်းရှင်းပြောရရင်သူတို့ကိုဆုံးမဖို့တော့စိတ်ကူထတာ။အော် ပန်းဒီဂိုင်းကိုမနဲ့သွားကြတာပေါ့သူကြမနေနိုင်တော့ပါဟာမတော်ပါနဲ့ဗျာသူဒီရှေ့တော့လမ်းထွက်လိုက်ရင်ပြောလိုက်ပါတယ်မင်းပေါင်းနဲ့ဝါရီတို့ဒီလူကြံအားတွေးလိုက်ရတယ်ဖြစ်အော်သွားကြပါတယ်ဝါရီကမင်းကိုမင်းပေါင်းနှာခေါင်းရှုပ်လိုက်ပါတယ်မင်းဘာလာရှုပ်တာလဲသူကြံကောင်းဟိုင်ရန်လိုက်ပါတယ်ကျုပ်ကလာရှုပ်တာမဟုတ်ပါဘူးဗျာကူညီမလို့ပါကူညီမလို့ဟုတ်လားဟုတ်ပါတယ်ဗျာမင်းပေါင်းကရေမွှဲလိုက်ပါတယ်လူကြံက ကျုပ်လည်းမြို့တစ်ပတ်ရှောက်ဝီပြီးလက်ဒင်းတွေကြားခဲ့ရတယ်။ပန်းတွေကိုင်းရအကြီးကြီးကျင်းငင်ကြီးဟာနှောက်လိုက်တဲ့ဘဲ့တွေနဲ့ဒီမြို့မှာကြီးစိုးနေတာ။သူတို့နဲ့ပြဿနာဖြစ်တာအကောင်းဆုံးပဲဗျ။မင်းမုံမျက်နှာတကြီးလေးနဲ့တွားပါလေ။ကျုပ်ကကြောက်နေမယ်ထင်လို့လား။လူကြံကခင်ဗျားမကြောက်မှန်သိပါရဲ့။ဒါပေမဲ့နေရာတကာပြဿနာမှဖြစ်တော့ပုံမကောင်းဘူးလားဗျာ။မင်းမုံကမင်းဘာမှဝေမရှုံနဲ့မင်းနဲ့မဆိုင်ဘူးမင်းမာတာအေးစင်းနေငါတို့ကိစ္စတာဝေမရှုံနဲ့ခပ်ပဲပြပြောကချာကနေလှည့်တော့သွားပါလေ ဝါရီတက်ပင်ချလိုက်ပါတယ်။လူကျန်သူက စိတ်မြန်တယ်။မဟုတ်မှန်တာကိုဘယ်တော့မှလက်ပိုက်ကြည့်မနေတတ်ဘူး။ဒါကြောင့်သူ့ကိုစိတ်မဆိုးပါနဲ့။ကျုပ်တောင်းရပါတယ်။လူကျန်ကောင်းကြီးလိုက်တယ်။ကျုပ်သဘောပေါက်ကြတယ်။ကျုပ်သဘောပေါက်ပါတယ်ဗျာ။ဒါပေမဲ့ပြဿနာဖြစ်စေချင်တဲ့သဘောပါ။တိုက်ပွဲဝင်နေတယ်ဆိုတာကောင်းတာမှမဟုတ်တာ။တစ်ချိန်မို့တစ်ချိန်မှအာနယ်ရှိနေတာပဲ။သူဟာလူကောင်းတယောက်ပါမလိုလားပဲပြက်နာပေါ်တာတော့မကောင်းပါဘူးပန်းဒီကန်ကိုတွားပြီးတုတ်တောင်းအောင်ပြပါမယ် YL ကိုတွားပါလေ မင်းသွားပြီးတောင်းပါမယ်ဟုတ်လားဟုတ်တယ်မင်းက तू ကခမရရဲ့မိတ်ဆွေဆိုတော့ကြောက်ရဲ့မိတ်ဆွေပဲပေါ့မိတ်ဆွေတယောက်အခက်ကြောင့်နေရင်လက်ပတ်ကြည့်နေလို့ဘယ်ဖြစ်ပါမလဲကြောက်သွားလိုက်ပါမယ်ဝါရီတက်ပြင်ချလိုက်ပါလေမင်းတို့နှစ်ယောက်ကတယောက်တမျိုးစီပဲနှစ်ယောက်စလုံးကောင်းပါကြတယ်ပြောလို့မရဘူးမင်းဘုံကပန်းဍီကိုင်းကိုစုံးပါမှာပဲမင်းကလည်းပြက်နာမဖြစ်အောင်သွားပြီးတောင်းပါမှာပဲမဟုတ်လားလူကြံကအားရပါးရပြုံးလိုက်တယ်ဟုတ်ပါတယ်ဗျာသူ့ဤစကားရောက်ဝါရီပါးစပ်ပိတ်လိုက်ရပါတယ် နေဝန်းနေမှာအနောက်ဘက်သို့မှုတ်ရှူပျောက်ွယ်သွားပြီးဖြစ်ပါတယ်။လူကြံကပန်းနေကန်းကြောင့်စုံစမ်းကပန်းနေကန်းကြောင့်ကျင်းနေခင်နေထိုင်သည့်ကျင်ငယ်ဟာတို့ထွက်လာခဲ့ပါတယ်။တနတာတော် လူကြံသည်လမ်းတွင်အတန်တန်တနတာတော်လူကြံသည်လမ်းတွင်အတန်တန်ကိုကြားလိုက်ရပါတယ်။တနကြပါဗျာတနကြပါသစားစားတောင်းရတန်ထွက်ပေါ်လာခြင်းကြောင့်လူကြံလှည့်ကြည့်လိုက်ရာဗေဒာကြီးတောက်ကိုတွေ့လိုက်ရပါတယ်။ဗေဒာကြီးမှာ လူကြံမန်းတို့ကျွေးမစားတော့ဗေဒာကြီးဖြစ်နေပါတယ်လူကြံအော့အော်သွားပါတယ်ဦးလဲဒီမြို့မှာရောက်နေတာ ਉ ဗေဒာကြီးကဒါကပါဆက်မှလေငါကဗေဒာလီရေမျောရပါရတယ်တဘောပဲလူကြံရေမောလိုက်ပါတယ်ဦးနဲ့ကျွန်တော်နဲ့စိတ်ကူးချင်းတူနေပြီတပြိုင်နဲ့တမျိုးလေးကိုလာတာတော့မဟုတ်ပါဘူးနော်ဗေဒာကြီးကဒါတော့မင်းမှားသွားပြီကွာဗျာငါကမင်းနောက်ကိုတကောက်ကောက်လိုက်နေတာပဲလူကြံမယုံနိုင်အောင်ဖြစ်သွားပါတယ် ကျွန်တော်နောက်ကိုတကောက်ကောက်လိုက်နေတာဟုတ်လားဘယ်လိုအကြောင်းအရေးဆိုင်မှာရှိလို့လဲဗျာဗေဒါရဲကရဲမောလိုက်ပါတယ်မြင့်ကြွေးထားတဲ့အမဲပြောက်ကိုတတိယလိုပေါ့ကွာဩမဲပြောက်နဲ့အဲ့ကတော်တော်ဆက်လို့ကောင်းတာကွာငါ့ကိုမင်းလိုကြွေးမဲ့လူမရှိဘူးလူကြံအဆင်မကောင်းဖြစ်တော့ပါလေကောင်းပါပြီဗျာဥကိုမဲပြောက်နဲ့အဲ့ကြွေးပါမယ်ဗေဒါရဲဝန်တာတော့ပါတယ်ကျေးဇူးတင်လိုက်တာခွာတီးမြွေရအကောင်းဆုံးစားတော့ဆိုင်ဘယ်မှာရှိလဲဆိုတာငါသိတယ်မင်းကိုပြမယ် စကားဆောင်လျင်ထွက်သွားရန်ဟိုင်မင်းလိုက်ပါတယ်။ခဏနေပါဦးဗျာ။သူ့ကြောင့်ဟာတက်လိုက်ပါတယ်။ဗေဒါကြီးကဘာဖြစ်လို့လဲကွာ။ကျွန်တော်မှအေးရတဲ့ကိစ္စရှိရင်လို့ပါ။ဒါကြောင့်ကျွန်တော်လိုက်နေမှာမဟုတ်ပါဘူး။ဟာမင်းမလိုက်ရင်ဘသူကငါ့ကိုရက်နဲ့မဲပြုတ်ကျွေးမှာလေ။လူကြံကောင်းကြီးလဲပါတယ်။ကျွန်တော်မလိုက်နိုင်ပေမဲ့ဦးစားလို့ရအောင်ပတ်စံပေးလိုက်ပါမယ်။ဗေဒါကြီးကလက်မခံပါ။ဟာငါမလို့ကျင်ဘူး။မင်းကိုယ်တိုင်ကျွေးမှာငါဝအောင်စားလို့ရမှာပေါ့။ပတ်စံနဲ့ဆိုရင်တိုင်းစားစားနေရမှာပေါ့။လူကြံက ဒီလိုဆိုရင်ဥက္ကနာစောက်နေပါကျွန်တော်လာတော့ကျွန်တော်ပြန်လာတော့လိုက်ကြည့်ပါမယ်မင်းဘယ်သွားမလို့လဲပန်းနေကန်ကိုတောင်းမလို့ပါဟေးပေဒါကြီးမျက်နာပြတ်သွားပြီသို့တော်ချက်ချင်းအင်ရယ်ဆက်လိုက်ပါတယ်ငါမစောက်နေနိုင်ဘူးမင်းနဲ့လိုက်ခင်မယ်လူကြံပြောလိုက်ပါတယ်ဥကကျွန်တော်ကိုမယုံမဲ့ဘူးဒါဖြစ်လိုက်ခဲ့ပါကျင်းနေခင်ရဲ့ခေဟာမြင်ဘက်ကစောက်နေပေါ့ပေဒါကြီးဘာမှပြောပါလူကြံကဥဆောင်ကထွက်သွားရင်ပေဒါကြီးလည်းကောက်ကောက်ပေါင်းလိုက်လာပါတော့တယ် အခန်းလေးတူလန်းစဉ်အုံမောင်းခောက်တန်တစ်ချက် ထွက်ပေါ်လာပါတယ်။ညတစ်ချက်တီးပြီးဖြစ်တော့လဲလူကြံအိမ်ပြောနိုင်သေးပါ။သူအဲ့ရလည်းမရပါ။ဘဲကြောက်ဆိုတော့ပန်းဒီကန်းရောက်ကျင်းနေခင်ကြီးကသူ့အားဖမ်းဆီးကာဧကန်အတွင်းရှိထိုင်ခုံတစ်လုံးတွင်ကျိုးပစ်ချင်းအောင်ထိုင်ရင်းကြောက်ဖြစ်ပါတယ်။သူကမင်းဘုံနဲ့ပြက်နာဖြစ်စေရန်ကျင်းနေခင်ကြီးတန်းလာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ကျင်းနေခင်ကြီးမာမာနာကြီးပြီးသူ့အားယူမဆိုင်သည့်မင်းဘုံကဆုံးမရန်ဆုံးရထားပြီးဖြစ်နေပါတယ်။သူဤလက်ရောင်နှောက်ကိုအမိတ်ပေးကလူကြံအား ဖမ်းဆီးခိုင်းလိုက်ပြီးဧကန်အတွင်းရှိတိုင်းတလုံး၌ကျိုးပြေတုံ့တန်တာပါတယ်။မင်းဖုံးတို့ရောက်လာလျက်နမူနာပြရန်ဖြစ်ပါတယ်။ဤတွင်သူတစ်ပါးအကူညီလိုတော့လူကြမ်းမှာဒုက္ခရောက်ရပါတယ်။ဗေဒာကြီးကကြောက်လိုက်ပြီးထွက်ပြေးတော့ပါတယ်။ဗေဒာကြီးဒုက္ခရောက်ရမည်ဘေးမှလွတ်မြောက်သွားဒီကိုပင်ဝန်းနာနေရပါတယ်။လူကြံကမင်းဖုံးအားကူညီလိုဆက်ကြောက်ဒုက္ခရောက်ရသည်ကိုမိတို့မှတဘောမထားပါမင်းဖုံးကျင်းနေကနေရောက်လာပါစေနဲ့ဟုတ်တာဆုတောင်းနေမိပါတယ်တို့တော်သူဤဆုတောင်းပြုရခဲ့ပါချေ ညအချက်တီးပြီးမကြမီကျေလောင်တော့အတန်တန်ထွက်ပေါ်လာပါတယ်။ဆူးရှတော့အော်တန်များသခဲနဲ့ထွက်ပေါ်လာတွေကိုကြားလိုက်ရပါတယ်။မင်းဘုံတွေရောက်လာကြပါပြီ။ဆူဆူညံအတန်များထွက်ပေါ်လာပြီးမကြမီကေဟာတစ်ခုလုံးမီးအောင်ထိန်ထိန်လင်းတော့ပါတယ်။လူကြာဖန်စီထားတဲ့အဲ့ခံအတွင်း၌ပန်းနေကိုင်းမှာတန်တမများပြည့်နေသွားပါတယ်။မီးအောင်များလင်းနေတွားချင်းကြောင့်လူကြာရဲ့မျက်လုံးများကျိမ့်ဆက်သွားရပါတယ်။ချင်းငင်ဒီသူ၏လက်ရောက်နှစ်ယောက်ဖြစ်သောကျူဟန်ဝမ်ဆန်းတို့ခြံရံကရောက်ရှိလာပါတယ်ကျူဟန်က ကြာတဲ့ကိုလူနှစ်ယောက်ကျွကျော်ဝင်ရောက်လာကြပါတယ်တခင်ကြီးကျင်းနေခင်မဲ့ပြုံပြုံးလိုက်ပါတယ်မင်းဖုံးဆိုတဲ့ကောင်ဝဲဖြစ်မယ်သူဟာဘလူးလောင်ကိုတိုက်ခိုက်ပြီးဒီဘက်ကိုလာနေတယ်ဆိုတာကြုတ်ကြားပြီးပြီကြုတ်ကလည်းသူ့ကိုတွေ့ချင်နေတာနဲ့အတော်ပဲသူ့ကြံရင်ထိုက်သွားပါတယ်လက်ဆက်တတ်တော့မင်းဖုံးရောက်လာမယ်ဆိုတော့သူကကြိုးသိနေတာကိုထိုချိန်မှာပဲဆူရှာတော့အော်တန်များထွက်ပေါ်လာပါတယ်ဗန်းဒီဂိုင်းတန်များဖြိုပြဲလွှင့်စင်ကခမ်းမဆောင်နဲ့ရောက်ရှိလာကြပါတယ်ကျူဟန်နဲ့ဝမ်ဆန်းတို့မကြေမနက်ဖြစ်သွားကြပါတယ်ကျူဟန်က စော်ကားလိုက်လားဘောင်းငေါကပြင်ဘက်ခုံတက်သွားပါတယ်ချင်းနေခင်းနဲ့ဝမ်ဆန်းတို့ကအကဲခတ်ကြည့်နေကြပါတယ်မကြမီဝုံးဆိုတော့အတန်းနဲ့အတူကျူဟာမှာဧကန်အတွင်းတို့ပြန်လည်လွတ်စင်လာတွေကိုတွေ့လိုက်ရပါတယ်ကျူဟာ၏နောက်မှာလူနှစ်ယောက်လှမ်းဝင်လာပါတယ်မင်းမုံနဲ့အဝါကြီးတို့ဖြစ်ကြပါတယ်ဘိုင်ဒီကျိုးတော့ကဖမ်းဆီးခံရရသည့်လူကြံဝမီလင်းရင်ထိုက်သွားပါတယ်လူကြံမင်းမလို့လောက်ဝီဒီကိုရောက်နေတာလေလူကြံပြုံးလိုက်ပါတယ်ခမရတို့ပြဿနာဖြစ်မှာဆိုလို့လာပြောတာကျုပ်က မင်းဖုံးဤတင်းမှာတော့မျက်နှာထားကိုတိလိုက်ရတာဖြစ်ပစပိတ်သွားပါတယ်။မင်းဖုံးကကျုပ်ကဘသူ့မှာအားကိုးဆရာမလို့စကကြီးစကကြီးပြောပါနဲ့။ခမရအခုဖမ်းခံနေရပြီမဟုတ်လား။ခမရမှာဘယ်လောက်များရေးချင်းရှိလို့လဲ။လူကြံဘာမှမပြောတော့ပါ။မင်းဖုံးကကျင်းငင်ကြီးဘက်ကိုလှည့်လိုက်ပါတယ်။ကျင်းငင်ကြီးခံပြနေပါတယ်။ဒီအောင်ကငါရဲ့ခေဟာတဲ့ကိုလာဝင်လာပြီးစော်ကားနေပါလား။ဝမ်းဆန်းအန်ကျက်လက်ပါတယ်။သူဟာဘလူးတောင်ကိုခြေမောနိုင်ခဲ့ပြီဆိုပြီးဝေမြင့်နေတာ။တခင်းကြီး သူ့စီမှာတာမီလက်ဝါရှိနေနိုင်တယ်။ကျင်းငယ်မျက်မှောင်ကုတ်သွားပါတယ်။တာမီလက်ဝါကိုတိုင်းစရာအပုံရတာလေ။အာမခံဖွဲ့နဲ့တဆောင်လာခဲ့တယ်လို့သတင်းကြားရတာပဲ။ဘလူတောင်ကလူရဲရွှေရင်းကတော့စနေမောင်းနိုင်စုပေါင်းပြီးလူရဲလူရမယ်လို့သတင်းထွက်နေတာပဲ။သူတို့ဟာဘလူတောင်ကိုချိန်မုန်းခဲ့တဲ့အပြင်အာဖုံးကတာမီလက်ဝါလည်းပြောဆောင်ထားခဲ့တယ်လို့သတင်းကြားရတယ်။မင်းဖုံးစီမများရောက်နေပြီထင်တယ်။သူတို့ပြောနေကြတော့စကားများကိုမင်းမောင်းကြတော့ပါလေ။တာမဏိလေဝါကဘာလို့ရမှာလဲ။ကဲ ခမရကဒီမျိုးကိုရောက်လာတဲ့တိုင်းမမှန်နေမြခမရကိုလာပြီးဂါရဝပြုရမယ်ဆိုတဲ့အစည်းကမ်းကိုပြင်မလားဒုက္ခရောက်ချင်လားတက်တဲ့လမ်းရွေးပြီးတော့မင်းမင်းမင်းဖုန်းကြီးစကားကြောက်ကျင်းငင်တော့ပါပေါ့ကျင်းငင်တော့သွားပါတယ်ဝမ်းဆန်မင်းမလုပ်နေတာလဲဆုံးမလိုက်ပါတော့လားကောင်းပါပြီခင်ကြီးဝမ်းဆန်ဒီချက်ချင်းပင်ရှေ့တို့ထွက်ကမင်းဖုန်းနေဆိုင်လိုက်ပါတယ်မင်းသတိထားပြီးတော့မင်းဖုန်းဘာမှမပြောပါလက်ရမဲ့စားတော့ကဝှေ့ရန်တိုက်ခိုက်လိုက်ရင် ကျဲလောင်တော့အတန်းထွက်ပေါ်လာကဝမ်းစံအဝေးတို့လွှဲစင်သွားပါတယ်ဟမ်ကျင်းနေခင်ရင်ထိတ်သွားပါတယ်မင်းဘုံကရှစ်တို့တွလိုက်ပါတယ်ကဲခမရဘယ်လန်းကိုရွေးမလဲအီနေတော်ဝိုက်တွင်မင်းမှုနေခဲ့တော့ကျင်းနေခင်မှာမင်းဘုံကြောင့်အရှက်တကွဲအကျိုးနဲ့ဖြစ်ဖြစ်ရလေတော့ကြောင့်ဒေါရချောင်းချောင်းထွက်တော့ပါတယ်တေးပြီးတော့သူ့ဦးလက်ဝါးတည်းရက်ထုတ်လိုက်ပါတယ်မင်းဘုံကလည်းရှစ်တို့ကပြန်လဲတိုက်ခတ်လိုက်ပါတယ်သူ့ဦးတိုင်းပညာကြောင်းဝယ်ပွဲကောင်းအောင်ထက်မြက်နေကြောင်းလူကြံမျှဝတင်နေမြင်တွေ့လိုက်ရပါတယ် ချင်းနေခင်ကြီးကပြာရနောက်ဆုတ်လိုက်ပါတယ်မင်းဖုံးကကဲခမရဘယ်လမ်းရွေးမလဲချင်းနေခင်မျက်နှာပြက်နေပါတယ်ကျုပ်ကျုပ်ခမရကြက်တယ်လမ်းရွေးပါကျုပ်ကျုပ်ရဲ့စီကားနေကိုဖြတ်နေပြစ်လိုက်ပါတော့မဗျာမင်းဖုံးကျဉ်တ်သွားဤခမရရဲ့စကားကိုခမရမှတ်ထားစကားမတည်ဘူးဆိုရင်ချင်းကေဟာကိုလာပြီးကျုပ်လာပြီးဖြစ်စီမယ်မင်းဖုံးဒီစကားဆောင်ရင်ချားနဲ့လှည့်ထွက်သွားပါတော့တယ်ဝိုင်းကလူရန်ကြံနေတယ်မင်းဖုံးကောင်းခိုင်ရလိုက်ပါတယ် သူ့ဘာသာလာပြီးသူရဲကောင်းလောက်တာသူ့ထိုင်နေသူ့ကံပေါ့သူကထွက်လာတော့ခါဝါရဲကလူကြံကျိုးပြပေးလိုက်ပါတယ်လူကြံမင်းလူကြံကောင်းကင်ရလိုက်ပါတယ်ကျုပ်ဘာသာထွက်ရနိုင်ပါလေဗျာမင်းတရားရယ်နော်ရတယ်မင်းမဟုတ်တာကြည်တင်တာပါသူ့ရဲ့စိတ်မြန်ပေါ်နေမလဲဘူးဗျဆိုက်ကြကျုပ်သွားမယ်ကောင်းပြီဝါရဲကမင်းဘုံနောက်တော့လိုက်သွားပါတော့တယ်လူကြံလည်းလိုက်သွားရင်ဟာမင်းလိုက်ထိုးစင်းဟိုချင်းငင်ကြီးကတွေးမြအာထုတ်လိုက် လူညာစိတ်မကောင်းဖြစ်တော့ပါလေခမရအသွင်းနိုင်ရရတာတော့ဦးပြောရင်အနည်းတို့ချင်းကလိုက်ပါလေအင်ကြီးအဲ့ထဲမှာစေလုံးလုံးထုတ်ယူကပေးလိုက်ပါလေဒီစေလုံးလေးတောက်လိုက်ပါဗျာအတွင်းတိုင်းပြောက်ကင်တော့ပါလိမ့်မယ်ကျင်းနေခင်ကြောင်းအံ့ဖြစ်တော့ပါလေတောက်လိုက်ပါဗျာကျင်းနေခင်တက်ပြင်းချလိုက်ပါလေစေလုံးလေးကိုယူလိုက်ပါလေကျေးကျေးဇူးတင်ပါတယ်ကွာကျေးဇူးတင်စကားကိုမပွင့်လို့ပဲပြောကြီးလူကြံကပြောရဲ့နှုတ်ဆက်ထွက်ခွာလာခဲ့တော့ပါလေလူကြံကပြောရဲ့ နှောက်ဆက်ထွက်ခွာလာခဲ့ပါတယ်။ကျင်းငယ်ဟာဒီနှောက်တိုင်မိတုကိုမြတ်ဒုက္ခပွေးဝတ်တော်မီမဟုတ်ဟုတွက်ဆာကကျင်းနဲ့ပြီးထွက်လာခဲ့ခြင်းဖြစ်ပါတယ်။မိတုကြောင့်ဖြစ်စေကျင်းငယ်ဟာဒုက္ခမပေါ်ဖို့ရည်ကျင်းငယ်ဟာဒုက္ခမပေါ်ဖို့ရည်ဆုံးဖြစ်သည်ဟုခံယူထားရင်ကြောက်ပင်ကျင်းငယ်ဟာအပြင်ဘက်သို့ရောက်လျင်လူကြောက်သူ၏ရှေ့သို့ရောက်ရှိလာ၏ဟင်ဝေဒါကြီးပါလားဝေဒါကြီးကောင်းကျင်လဲပါလေဟုတ်တယ်မင်းဘာမှဖြစ်ဘူးနော်မဖြစ်ပါဘူးဝေဒါကြီးမျက်နှာကြိုးတွေးလိုက်ပါလေ ျုပ်ကမင်းကိုပြစ်ခဲ့ပြီးထွက်ပြေးသွားတာကိုစိတ်မဆိုးပါဘူးနော်။ဟာစိတ်မဆိုးပါဘူးဗျာ။ဘာကြောင့်စိတ်ဆိုးရမှာလဲ။တော်ပါသေးရဲ့ကွာ။မင်းစိတ်မဆိုးဘူးဆိုရင်ငါ့ကိုအရင်နဲ့အမဲပြုတ်ဝယ်ကြည့်ရမို့လား။လူကြံကောင်းရင်လဲပါတယ်။တွေ့ရမယ်ဗျာ။ဝမ်းနာလိုက်တာကွာ။လာသွားကြမယ်။ဗီဒါကြီးကလက်ဆွဲခေါ်တာတစ်ဖြစ်လူကြံလိုက်တော့ရပါတယ်။မကြမီမီးအောင်ထိန်ထိန်လင်းနေတော့စားတော့ဆိုင်နဲ့ဆိုင်တော့ရောက်ရှိတော့ပါတယ်။ ဗေဒာကြီးကအရက်နဲ့မဲပြုတ်မလိုက်ပါနဲ့လူကြံငွေရှင်းပေးရပါတယ်ဗေဒာကြီးဒီပလောက်ပလောက်စားတော့နေတော့သူကစားတော့ရင်မင်းကငါ့ကိုစေနာနဲ့ကျွေးမွေးတော့မင်းကိုငါတရင်ကတခုပေးမင်းလူကြံကဘာတွေများလဲဗျာတိုင်းလောကတခုလုံးလူချင်းမဲ့မော်နေတဲ့တမ်းလေးလဲဝါဆိုတာမင်းကြားဘူးတယ်မဟုတ်လားလူကြံကောင်းကြီးလဲပါတယ်ကျွန်တော်တိုင်းလောကတည်းရောက်လာတော့တမ်းလေးလဲဝါဆိုတဲ့နာမည်ကိုနားနဲ့မစအောင်ကြားခဲ့ရတာပါပဲဗေဒာကြီးကတမ်းလေးလဲဝါဆိုတာ ိုင်နမထင်းမင်းရဲ့ပြိုင်ဆိုင်ရှာတိုင်ကွက်တူကိုမှတ်တမ်းတင်လာတာပဲတိုင်လောက်ကသားရဲ့လူရင်တက်ပတ်ကြတယ်ထင်းမင်းတည်ဆုံသွားပြီးကတည်းကပျောက်ဆုံးသွားခဲ့တာခုမှအာမခံဌာနဖွေ့ထားတဲ့တိုင်ဆရာအဖုံးစီမှာရောက်နေတယ်လို့တည်င်းတွေထွက်ပေါ်လာတယ်ဗျာလူကြံလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်ဗေဒါကြီးဆက်ပြောလိုက်ပါတယ်ဘလူတောင်တိုက်ပွဲမှာအာဖုံးကတာမီးလက်ဝါပျောက်သွားတယ်လို့ပြောနေကြတာပဲကဲဘသူရတာမဲလို့မင်းထင်တယ် ။လူကြံဒီမင်းဘုံနဲ့ဝါရီတို့ကသတိရလိုက်ပါလေ။သူတို့နှစ်ယောက်ကိုရတာတာဖြစ်နိုင်ပါလေ။လှုပ်ကနေအတန်းထွက်တော်ပါလေ။ဗေဒိုက်ကမင်းရဲ့မိတ်ဆွေနှစ်ယောက်လား။အေးဝါရီကမျောနေပဲကောက်ရထားတယ်လို့တင်းထွက်လာတယ်ကွာ။လူကြံပြုံးလိုက်ပါလေ။ဝါရီဟာလူဝါရီဟာစိတ်ကောင်းရှိတာပဲ။သူရတာတော့လည်းကောင်းတာပေါ့ဗျာ။ရေးကြီးတာကအရေးကြီးတဲ့ပြည့်စီဟာလူကောင်းသူကောင်းရဲ့လက်ထက်ရောက်ဖို့ပဲမဟုတ်လား။ပါကွာ။ဗေဒိုက်ကဆက်ပြောလိုက်ပါလေ။တမ်းမီလေပါကိုတိုင်းလောကသားက တန်းရောကတားတိုင်းကလိုချင်နေကြတယ်။မိရဲ့မိတ်ဆွေ YA စီမှာရှိနေတာကန်ဆိုတာပဲ။ခုတောင်လူတစုက YA ရဲ့အဖေကိုဖမ်းဆီးထားပြီးအကြက်ကန်နေကြပြီကွ။လူကြံစိတ်ဝင်စားတော့ပါလေ။ဘသူတွေလဲဘလို့ကြက်ကန်နေကြတာလဲ။သိရင်ပြောရပါလားဗျာ။ဗေဒရဲ့ကောင်းကျင်လဲပါလေ။သိတယ်ပေါ့ကွာ။ကျုပ်ကလမ်းကြိုလမ်းကြားမကြံချီအားချင်းထက်အောင်တွားလာနေတာ။သူမြထက်ပိုးပြီးသိရတာပေါ့ကွာ။မိရဲ့မိတ်ဆွေ YA ကိုလူကောင်းတယောက်များထင်တာလားကွာ။သူက ဝိုင်းရဲ့ဖေကချင်းရရက်ကကြီးဝါရှောင်းလိုနာမည်ကြီးခဲ့တယ်။သမျှအီဒီယာကဘလူးတောင်ကတာဆူတို့ငရဲကန်ကဖုံးဟူတို့ပေးရီကျင်းတို့ရွှေတင်ကမာတောင်တို့ ਨੇ ပိတ်ဆွေရေးချတဲ့ဖြစ်ခဲ့တာပဲ။လူကြံဆက်ရွက်တော့ပါတယ်။ဝါအီရဲ့ဖေကလူစိုးကြီးတောက်ဖြစ်ခဲ့တယ်ဆိုတာနဲ့ဝါအီလဲလူစိုးသမျှဖြစ်ရမယ်လို့ယူဆတာမကောင်းပါဘူးဗျာ။ဘေးတိုင်းကဝါအီဟာလူကောင်းလေးတယောက်ပါ။တကြောင်မင်းဖုံးနဲ့ပေါင်းမိတာပေါ့။မင်းဖုံးလဲလူကောင်းပဲ။ တိုင်းမညာလည်းတော်တယ်မမနထောင်းလာနေတာတခုပဲပြောစရာရှိတယ်လူကြံအော်အော်လာပါလေဗေဒာကြီးတိုင်းလောကအကြောင်းများသိနေတဲ့အပြင်ဝိုင်းနဲ့မြုံတို့ကလည်းလိလာထားတယ်မဟုတ်ပါလားဝိုင်းစီမတမ်းမီလည်းဝိုင်းရှိနေနိုင်နေရခကြီးဝါရှောင်းကသူ့ရဲ့သားရွေးရောက်လာတော့သူ့အခြေအနေနဲ့အောင်စူးစမ်းစီရင်နေဒါပေမဲ့သူ့ကိုယ်တိုင်းကတိုင်းဖြစ်သူကိုမမြအလောက်ခံရမှာဝန်လေးနေတာနဲ့သူ့မိတ်ဆွေတွေစီကိုလွှတ်လိုက်တာလူကြံတဲ့ပြင်ချလိုက်ပါလေ လက်ဆက်တတော်ဝါရီဟာသူ့ရဲ့အဖေမိတ်ဆွေတွေစီလာခဲ့တာကိုလမ်းကြီးမှာမင်းဖောင်းနဲ့တွေ့လို့စိတ်ပြောင်းသွားတာပဲဖြစ်မယ်ဆက်ရတွေ့လိုက်မိပါတယ်ဖေသားကြီးကဝါရီကိုစိတ်မချလို့လိုက်လာတဲ့ဝါရှန်ကိုသူ့ရဲ့မိတ်ဆွေတွေကပဲဖမ်းဆီးပြီးတမ်းမိလဲဝါနဲ့လဲရမေးလို့အကြခံကြတာပေါ့ဝါရီကလိုက်သွားပြီလားဖေသားကြီးကကောင်းကြီးလဲပါတယ်သူတို့လိုက်သွားကြတော့မင်းဒါဖြင့်မင်းဖောင်းလဲပါတာပေါ့မင်းဖောင်းကတော့ဘလူးတောင်နဲ့ငရဲရေကန်းကိုအပြည့်တိုင်ရှင်းမပစ်မေးလို့ကြုံဝနေတာပဲ ကျွန်တော်လည်းလိုက်တော့မှာပဲလူကြီးကလှုပ်ကနေပြောလိုက်မိပြန်ပါလေဘေးသားကြီးကမင်းလိုက်တာမလို့လားကျင့်ကြီးဟာမှဒုက္ခရောက်ခဲ့တာကိုမင်းမှတ်သေးဘူးလားဝိုင်ဟာကျွန်တော်ရဲ့မိတ်ဆွေတယောက်ပါဗျာသူဒုက္ခရောက်နေတယ်ဆိုရင်ကျွန်တော်လည်းလက်ပတ်ကျင့်လို့ဘယ်ဖြစ်ပါမလဲနေပါဦးမင်းသွားပဲကူရတာဟုတ်ပါပြီဟိုမှာလူဆိုးတဲ့မြတွေတိုင်းနမတွေနဲ့အင်းဆိုင်ရမှာမင်းမှာတိုင်းပညာမရှိပဲဘယ်လိုအင်းဆိုင်မလဲပြော့ပါဦးမင်းကတိုင်းပညာမထက်မြက်ဘူးဆိုတာသူမြတ်မပြောနဲ့ငါတော့သိတယ် လူကြံငိုင်းတော့ပါတယ်ဟုတ်ပါတယ်ကျွန်တော်ရဲ့တိုင်းဝင်ညာမပြောပါတော့ပါဘူးလူစိုးတွေနဲ့ရင်ဆိုင်ဖို့မလွယ်ပါဘူးဒါပေမဲ့တိုင်းဝင်ဘာဖြစ်လဲကွာဝါရီဟာကျွန်တော်ရဲ့မိတ်ဆွေဖြစ်လို့ပေါ့ကျွန်တော်သွားယူကူညီမှာပါတယ်ပေဒါကြီးကမေးလိုက်ပါတယ်တိုင်းလောကထဲမှာမင်းစစ်လာခဲ့တာလူတကာကိုကူညီဖို့မဟုတ်ပဲတခြားရွေရဲတခုရှိလိမ့်မယ်ထင်တယ်ဟုတ်ပါတယ်ရှောင်းလင်းเจ้าကိုသွားပြီးတိုင်းဝင်ညာတင်မလို့ပါမင်းကရွေရဲကျက်တိုင်းရှောင်းလင်းเจ้าကိုမသွားတော့ဘူးလား ခုတော့သွားလုံးဖြစ်နေပါဘူးအေးမတပြစ်ဘူးဆိုရင်လဲတိုင်းပညာသင်ရမယ်ဆရာတရားရောက်ကိုတော့ရှာတည်တာပေါ့လူကြံဗေဒာကြီးကစိုက်ရိုက်လိုက်ပါတယ်တိုင်းပညာသင်ဝင်နိုင်တဲ့လူတရားရောက်ကိုများဦးတည်တာလို့လားဗေဒာကြီးကတဟားဟားရေမွန်းလိုက်ပါတယ်တည်တာပေါ့ကွာငါတဲ့ဘသူကပိုတည်နိုင်အောင်မလဲကွာဒါပြကျွန်တော်ပြောရပါလားဗျာဗေဒာကြီးကသူ့ဤနှာခေါင်းကိုလှဲ့ညွန့်ညွန့်ပြလိုက်ပါတယ်ဘယ်လိုရှိမလဲကွာငါပေါ့ကွာဗျာ မင်းတင်းရင်လည်းဆိုရင်ထိုက်တန်တိုက်မညာတွေကိုပါတင်းပေးနိုင်တာပေါ့ကွာလူကြံတက်ပြင်ချလိုက်ပါလေဥယေကျွန်တော်မကြည့်စေပါနဲ့ဗျာပေတာကြီးကောင်းဟန်ရလိုက်ပါလေမင်းကိုနောက်ပြောင်နေတာမဟုတ်ဘူးတကယ်ပြောနေတာကွာပေတာကြီးသူစားလာလူကြောက်ဖြစ်ကြောင်းရိတ်မိတော့လေသူ့အားတိုင်းမညာတင်ပြနိုင်မိဟုမထင်မိချေပေတာကြီးစားတော့ပြည်သူသွားပြီဖြစ်ရာကဲဥလဲစားပြီဆိုတော့ကျွန်တော်တို့သွားကြတာပေါ့ပြောရင်ထိုင်ရမှထားလိုက်ပါလေပေတာကြီးလည်းထားရလိုက်ပါလေ စားတော့ခကြတဲ့ငွေတောင်းခံရန်ဆိုင်လူလင်တယောက်အနီးတို့ရောက်ရှိလာပါတယ်။လူကြံကငွေထုတ်လိုက်ရာချက်ချင်းမျက်နှာပြတ်သွားပါတယ်။ဝေသားကြီးမျက်မှောင်ကုတ်သွားကြီး။မင်းဘလို့ဖြစ်တာလဲ။လူကြံထဲထဲငေါ့ဖြစ်နေပါလေ။ကျွန်တော်ရဲ့ငွေကိုကျင်းနေခင်ရဲ့တပည့်တွေကနှဲထားလိုက်ကြပြီဗျ။ဝေသားကြီးမျက်လုံးပြူသွားပါတယ်။မင်းမှာပတ်စံမရှိတော့ဘူး။ဟုတ်လား။ဟုတ်ပါတယ်။ဟေးမင်းမငါ့ကိုကြွေးမယ်ဆိုပြီးခေါ်လာခဲ့တာ။ငါ့လည်းမဆိုင်ဘူးကွာ။စကားဆုံးရင်ဆိုင်မြင်ဘက်တို့ခြေလှမ်းကြဲကြဲဖြင့်လှမ်းထွက်တော့ပါတယ်။လူကြံ အခက်ကြုံနေရပါတော့လေ။ဆိုင်လူလင်ကငွေ30ကျပါတယ်ခင်ဗျာ။စားတော့ခကျတဲ့ငွေကိုတောင်းခံလာပါတယ်။ကျုပ်ကျုပ်လူကြံမီးတို့ပြောရမှမသိဖြစ်နေပါတယ်။ထိုးစင်းကျမပေးလိုက်ပါမယ်ရှင်။ချိုလင်တော့စကားတော်ထပ်ပေါ်လာပါတယ်။လူကြံကြည့်လိုက်ရာချောမောလှပါတော့မင်းလေးတယောက်လှမ်းလာနေတယ်ကိုတွေ့လိုက်ရပါတယ်။ဟမ်လူကြံအော်အော်ကြွားကြီးထိုမင်းလေးကတဲဟုတ်ခံဟားရမယ်မြရတဲ့ဖြစ်အခက်ကြုံနေရာလူကြံကသူ့ဤခန်းကိုပေးကား တဲကိုစေခဲ့သူလည်းဖြစ်ပါတယ်။သူမနဲ့သူဒေါကိတအဖောက်ကိုတယောက်လည်းပါလာပါတယ်။မင်းလေးကကြတဲ့ငွေကိုကြားဝင်ဆိုက်ရှင်းပေးလိုက်ပါတယ်။သူ့ရန်တင်ပြချလိုက်မိပါတယ်။ညီမရဲ့ငွေကိုတနေ့တုတ်ပြန်ဆက်ပါမယ်။အိုးမဟုတ်တိုင်ရှင်းအကိုကကျမတို့ကိုကူညီခဲ့တာပဲ။ကြုံကြိုက်လို့ပြန်ပြီးကူညီရတာပဲဝဲ။ကျမဝမ်းသာလှပါပြီ။ကျမနာမည်ရင်းလိန်လို့ခေါ်ပါတယ်။ကဲခွင့်ပြုပါအောင်ရှင်း။မင်းမျောလေးရင်းလိန်ဒီလူကြောင်ကိုနှုတ်ဆက်ကဆိုင်ထဲမှာထွက်ခွာထွက်သွားပါတော့လေ။ လှုပ်ကြံနေလဲဝါဤဖခင်ဖန်းခံနေရတဲ့ကိစ္စကိုကုညင်းရန်ခတ်တော့တွေ့ထက်လာခဲ့ပါတော့တယ်